ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တိုင်းပြည်လုံးအတိုင်းတန်နဲ့တိမ်ပိုင်မှုຫນွေဦးတို့ဘက်ကအသာစီရယူနိုင်ငံတကာဆက်စပ်ရေးမှာတော့မဟာလကနိုင်ငံရေးအရအသာစီရယူခွဲခြားကြပါတယ် မတည်တဲ့မင်္ဂလာပါရှင်အခုကြောင်ရနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်ဒီမှာတော့ပြည်တွင်းမှာရှိတဲ့မြန်မာတွေရောပြည်ပမှာရှိတဲ့မြန်မာတွေရောကတကယ်ကိုမှတနာစရာကောင်းတဲ့အခြေအနေမျိုးမှာစိုက်ရောက်နေရပေါ့ရှင်နော်။ဘယ်နေရာကိုပဲကြည်လိုက်ကြည်လိုက်စိတ်ချမ်းသာစရာတကွမှမရှိဘူးပေါ့ရှင်။ဒါပေမဲ့လည်းပြည်သူတွေက အာတင်းထားကြတယ်ဒါဟိုအတိုင်းသားတွေ့နေရတယ်ပေါ့နော်ဘယ်လိုခက်ခဲမျိုးပဲဖြစ်ဖြစ်တောက်ခံနေကြတယ်ရေပေးဆိုလည်းလူထောင်နဲ့ချီတည်ခဲ့ပြီးပြီဒါလေးနှစ်လုံးမှာဖြစ်ခဲ့ပြီးပါပြီဒါကဘာဘေးအန္တရာယ်တွေဘုံဆိုလည်းကျဲကျဲကျင်တဲ့နေရာတွေကျဲခဲ့ပြီးပါပြီဒါတွေကိုလည်းအများအားစာဖတ်တယ်လို့လိုက်ဖတ်နေရတာဖြစ်တဲ့တော့ပြည်သူတွေရဲ့နှလုံးသားထဲမှာဘာဖြစ်လာလဲဆိုရင်တစ်ဖက်ကပျက်စီးယိုယွင်းမှုတွေစိတ်ဓာတ်တွေပျက်စီးလာတာဖြစ်တယ်လို့ကြံတစ်ဖက်မှာကောင်းတဲ့ဘက်ကိုပြန်ကြည့်ရင်တော့ပြည်သူတွေနော်ဒီအမှန်တရားကိုလူကျင်တဲ့တရားမျှတမှုကိုလူကျင်တဲ့ပြည်သူတွေကတော့ဒီအပေါ်မှာ စိတ်သက်တည်ကြန့်ခိုင်လာတယ်ပေါ့ရှင်နော်။ဘာလာလာဟိုခံနေရတဲ့အနေထားမှာမငြင်းမညူပဲနဲ့ပေါ့နော်။ဒီကိုအဆင်ပြေတလူမျိုးလေးပဲနော်ပြောလဲမပြောရဲကြဘူးလေနော်အဒီအနေတိုင်းမှာကိုအဆင်ပြေတယ်လို့တောက်ခံနေကြတယ်အာတာရီကိုကြည့်ပြီးတော့လဲအင်တာမန့်စိတ်မကောင်းဖြစ်ရတယ်ပေါ့ရှင်နော်အဲ့တော့ဒီအကျန်းဖတ်မအားလာစစ်အုပ်စုဟာရေဘေးပဲလာလာမြေဘေးပဲလာလာနိုင်ငံတနိုင်ငံလုံးပြက်စီးသွားမဲ့အရေး ဘယ်လိုသဘာဝဘေးအန္တရာယ်ပေးပဲလာလာပေါ့နော်သူတို့အတွက်ဘယ်သူအတွက်အကျိုးပိုရှိသွားလဲဆိုရင်သူတို့အတွက်ပဲအကျိုးပိုရှိသွားတာနော်အခုတခြားနိုင်ငံတွေကနေပြီးတော့ရတဲ့အလူတွေမနှဲပါဘူးဒီမနှဲတဲ့အလူတွေကိုမင်းအွန်လိုင်းတို့စစ်အုပ်စုကခွက်ခောက်ပြီးလူခံခဲ့တာပါဒါသူတို့ပြောတဲ့စကားအတိုင်းပြောရင်ခွက်ခောက်ပြီးနိုင်ငံတကာကိုလူခံခဲ့တာတိုင်းပြည်ကိုကူညီဖို့ကယ်ဆယ်ဖို့အတွက်တာဘာမှမလုပ်ကင်ပေးခဲ့တာနော်ဒါကိုမြောက်ပြပြီးစံတောင်းတဲ့အဖြစ်မျိုးလောက်ရမျိုးကိုတော့မအားလားစဲအုပ်စုကပျောင်ပျောင်တင်းတင်းပဲလုပ်ခဲ့တယ် ဲ့တော့ကျမတို့ကနာဂင်မုံတိုင်းကြီးမှာဖြစ်သွားတဲ့တာရကတွေကိုကြည့်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နော်နိုင်ငံတကာကလာပေးတဲ့အလှူငွေတွေကပြည်သူလက်ထက်လုံးဝမရောက်ဘူးねသူတို့အိတ်ကတ်တွေကဝယ်ဝေစားမျှစားနဲ့ရောက်သွားမှာဖြစ်တယ်လို့နော်နာဂင်မာရောကလည်းနိုင်ငံတကာကလာတဲ့အလှူငွေတွေကိုဒီလိုပဲလမ်းအနေဖြတ်ခုတ်ယူပြီးတော့မှပြည်သူလက်ထက်ကိုဘာမှမရောက်ခဲ့ပါဘူးတိမ့်နဲ့ချီပြီးတော့ပြည်သူတွေအသက်ပေးအသက်ဆုံးရှုံးကိုယ်အိမ်တွေပြည့်စည်ရတဲ့အနေအထားမှာမအလားစစ်အုပ်စုဘာမှမလုပ်ပေးခဲ့တယ်လို့နော်ဒီ 2008အခြေခံဥပဒေကြီးကိုလူတွေအသက်ပေးနေတဲ့အချိန်မှာပဲရအောင်ရေးဆွဲခဲ့တာဖြစ်တဲ့အတွက်เนาะလူမဆန်တဲ့လောက်ရက်တွေကိုပဲတောက်လျှောက်လုပ်ခဲ့တာအခုနောက်ပိုင်းမှာဖြစ်လာသမျှဘေးသဘောကဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ကိစ္စအရရအားလုံးဒီလေပြည်သူကသာလှိမ့်ပိတ်ခံရမှာဖြစ်ပြီးတော့မအားလားစေအုပ်စုအတွက်ကတော့ပို့ပြီးတော့ကောင်းသွားတာဖြစ်ပါတယ်အဲ့တော့ပြည်သူကိုပဲပြန်တက်မယ်ငွေတွေသူတို့ရသွားတာပေါ့ရှင်เนาะအဲဒါပေမဲ့လည်းเนาะကျမတို့ကဟိုဘာလို့တစ်ချက်ပြန်ကြည့်ရမလဲဆိုလို့ရှိရင်လက်ရှိအစိုးရလို့ ခေါ်လို့မရတော့လောက်အောင်မအောင်လိုင်းလို့ကမအလာလို့စစ်အုပ်စုကနေမြေတွေကိုဆုံးရှုံးနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တော်လရင်အဖွဲ့တွေတော်လရင်ဘတ်တော်သားတွေအနေနဲ့ပဲဒီနေမြေတွေကိုစုမိုးထားနိုင်တာနေမြေတွေကိုတိတ်ပိုက်ထားနိုင်တာမြန်မာတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်အလေတကွက်ပဲကျန်တော့တယ်နော်မန္တလေးရဲ့ရန်ကုန်ရဲ့ပဲခူးရဲ့လောက်ပဲကျန်ခဲ့တဲ့ကျန်တော့တဲ့အနေထားပေါ့နော်ကျန်တဲ့နေရာတွေမှာသူ့နေရာနဲ့သူရှိရဲဒါတော့မှဒီမန္တလေးတို့အဲဒီပဲခူးတို့ရန်ကုန်တို့မှာလည်း ဒါသူ့အဖွဲ့နဲ့သူတော်လှန်ရေးအဖွဲ့တွေကချိနေပြီးသားဖြစ်တယ်အဲ့တော့ဟိုတတိုင်းပြည်လုံးအတိုင်းတာလဲဆိုရင်တင်ထားနိုင်တာကတော့ဒါကျမတို့ဒီတော်လှန်ရေးအဖွဲ့တွေဘက်ကပုံကြီးတာရယ်ပေါ့ရှင်ဒါပေမဲ့ဒီနိုင်ငံတကာနဲ့ဆက်ဆံနေရတဲ့အခါမှာတော့မအားလာတို့ကဒီနိုင်ငံရေးရအတာစီးရနေလို့ပြောလို့ရတာပေါ့ဘာဖြစ်လို့လဲဆိုရင်တရုတ်ပါလေသူ့ဘက်မှာတရုတ်ကတောက်ခံပေးရတယ်သူ့ကိုတောက်ခံပေးရတယ်တရုတ်ဆိုတာကအာဆီယံမှာကတော့ ဒါခေါင်းဆောင်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကရုရှားရုရှားဆိုရင်လဲစစ်လက်နက်ထုတ်လုပ်တဲ့နော်တကယ်ကိုမှအင်အားကြီးတဲ့နိုင်ငံဆိုတာကိုမြင်လို့မရဘူးရှင်နော်အဲ့တော့အဲ့ဒီအင်အားတွေရှိတဲ့ပြင်ဒီရက်ထဲမှာထပ်ထွက်လာတဲ့နော်ဒီအာဆီယံအစည်းအဝေးမှာမင်းအွန်လိုင်းကိုအာမင်းအွန်လိုင်းပါမယ်ပေါ့ရှင်နော်ဒါလူရအတွင်းတာပေါ့အဲ့တော့အာဆီယံကဘယ်ချိန်လောက်အောင်လှမ်းနေရဆိုတာတော့ကျွန်မအနေနဲ့မခန့်မှန်းနိုင်ပေမဲ့နော်မင်းအွန်လိုင်းတို့ကတော့သူတို့သိုးလက်ဆောင်ဗန်ဒါများနော်ပေးပြီးတော့ ဒါတော့ပြောစရာမလိုလို့ရှင်အမြဲတမ်းလုံနေကြပဲเนาะပြည်သူမျက်နှာကိုမငဲ့ပဲနဲ့ပြီးတင်ရပေးပလိုက်ပြီးတော့ဒါအမြဲတမ်းလုံနေကြလုံွက်တယ်ပေါ့ဆိုတဲ့အခါကျတော့သူတို့ကတော့သူတို့လုံစရာရှိတာကိုဆက်သွားနေတာဖြစ်တဲ့အတွက်အာဆီယံခေါင်းဆောင်တွေအနေနဲ့ကကျမတို့စဉ်းစားမိသလောက်တော့သူတို့စိုးရိမ်နေတာကရုရှားရုရှားကိုစိုးရိမ်နေတာဖြစ်တယ်ရုရှားစစ်တင်းမော်တွေတက်ဆိုင်လာမှာကိုစိုးရိမ်နေတာဖြစ်တယ်လို့နောက်ကဒီနျူကလ িয়ার တပေါင်းပူကိစ္စကိုလည်းအာဆီယံအနေနဲ့ကောင်းခင်းနေတာဖြစ်ပါတယ်အဲ့တော့ မအလောက်ကိုသူတို့ဘယ်လိုကင်တွေဖြည့်ရှင်းမယ်ဆိုတာမသိပေမဲ့လောလောဆယ်မှာလက်တလုံးမှာတော့လူရသွင်းဖို့ကြိုးစားနေတာတော့ဒါအတိုင်းသားမြင်နေရတာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်မဒီပုံမှာဗာပြောချင်တာလဲဆိုရင်ကျွန်မတို့ဒါပြည်သူတွေပြည်သူတည်းလုံးတော်လန်ခဲ့တဲ့တော်လန်ရေးဖြစ်တယ်။ဒီတော်လန်ရေးမှာကျွန်မတို့ဒီ၄နှစ်အတိုင်းမှာတိုင်းပြည်တပြည်လုံးရဲ့နော်ဟိုတဝက်ချမ်းလိုက်မယ်ဆိုလို့ရှိရင်တော့မှကျွန်မတို့ကတိုင်းပြည်တပြည်လုံးရဲ့၃ပုံပုံလိုက်၂ပုံလောက်ကိုကကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေကသိမ့်ပိုက်ထားပြီးဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဆက်သွားရမှာကဒီတော်လန်ရေးကို နော်ကျမတို့ဒီတက်ပို့ပြီးတော့နေမီစုံမုံနိုင်ဖို့ဒါအဓိကဖြစ်တယ်ကျမတို့မှာဒီတလမ်းပဲရွေးချယ်ကြရှိတယ်အဲ့တော့ရန်သူကိုအချိန်မပေးပါနဲ့လို့ပြောချင်တယ်ဒါတာဝန်ရှိတဲ့ပုဂ္ဂိုလ်များအယူကြီးမှရှိတဲ့လူကြီးမင်းများနော်ရေပြင်မှာရှိနေတဲ့ရဲဘော်ရဲဘက်များကျမတို့ရဲ့အားကိုးရတဲ့ပြည်သူရဲဘော်များပေါ့ရှင်နော်အားလုံးကိုပြောချင်တာကကျမတို့ကဒီနေမီတွေတိမ့်ဖို့ သိမ့်နိုင်ဖို့ဒါအဓိကဖြစ်တယ်။ဒါကိုပဲကျွန်တော်တို့အာယုံစိုက်ပြီးသွားရမှာဖြစ်တယ်ပေါ့နော်။တော့ပြည်တွင်းပြည်ပမှာရှိနေတဲ့မြန်မာအများအားလုံးကလည်းเนาะဒါအမှန်တရားကိုပြင်လို့တဲ့လူများတရားမျှတမှုကိုလိုချင်တဲ့လူများအားလုံးကလည်းဒီဒါကိုဝိုင်းဝန်းပြီးတော့လက်တွေ့ကြကြလှုပ်ဆောင်ပေးစေချင်တယ်ပေါ့ရှင်เนาะ။အဲ့တော့ဒီရက်ထဲမှာကျွန်တော်တို့ဘက်ကဒီတော်လိုင်းကြီးဆိုတာကတော့အများအား အဲသူ့ဘက်ကိုဘက်သူနိုင်လိုက်ကိုနိုင်လိုက်သူ့ဘက်ကအားတက်စရာဖြစ်လိုက်ကိုဘက်ကအားတက်စရာဖြစ်လိုက်ပေါ့ရှင်เนาะဒါပေမဲ့အခုကတဘာဝဘေးဖြစ်သွားတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့ဒီအဖက်ကိုလည်းခံစားနေရတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းစိတ်ခံစားချက်တွေကမကောင်းဘူးပေါ့ရှင်เนาะအဲဆိုတော့အဲ့ဒီပုံမှာဒီတော်လိုင်းရင်းနဲ့ပတ်သက်တဲ့အခါကျတော့လေဒီနိုင်ငံရေးအရာဒီလိုမျိုးအာဆီယံကလူရသွင်းဆက်ဆံလာတဲ့ပုံမှာလည်းကျွန်တော်တို့အနေနဲ့တော့သိပြီးတော့အစင်မပြေဘူးပေါ့ရှင်เนาะဒါပေမဲ့လေဒီတိုင်းမှာကကျွန်တော်တို့ဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စ ဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စမှာလည်းတကယ်တမ်းကျရင်ပြန်အပ်တာမဟုတ်ရှင်အတန်ပဲထုတ်လိုက်တာတကယ်တမ်းကျရင်ပြန်အပ်တယ်ဆိုတာကဒါတို့တို့ပြန်ပြီးတော့အဲ့ဒီမှာသွားပြီးတော့ဟာလာရုံးနေပြန်ဖွဲ့ပြီးတော့ဒီလိုမျိုးအဲဒီဒီပင်တယ်ရဲ့နော်အဲဒီဒီဒေတာဒီဒေတာကိုပြန်ပြီးတော့ပုံမှန်လဲပတ်နိုင်တာမဟုတ်သူတို့တနေရာလည်းမရှိဘူးနော်အချိန်မယူရင်နော်ဒီဒီဘုံမကျရဘူးဆိုတော့အာဟာဒီလောက်ပဲသူတို့ကဂရိကိုပြုတ်ထားရပြီးတော့ကျန်တာကပါဇက်စကားပဲဖြစ်တယ်ပေါ့နော် ဆွဲခါကြတော့ပြန်ပေးတယ်ဆိုတာကတည်ထုတ်ယုံတစ်ခုပဲရှိတာကျန်တာကတော့ဒါဆက်ပြီးတော့ထိမ့်သိမ့်နာသေးတယ် MMD တွေကပေါ့နော်ဆိုတော့လုံးလုံးပြန်ပေးတဲ့အနေအထားမျိုးတော့ကျမတို့မမြင်ရသေးဘူးပေါ့ဒါနိုင်ငံရေးကစားကွက်ကလည်းအဲနည်းနည်းတော့နော် မြင်မြင်တဲ့အတိုင်းကြားရင်ကြားတဲ့အတိုင်းတော့ကျမတို့ဆုံးဖြတ်လို့မရသေးဘူးเนาะဒါကြောင့်မို့လို့ဟိုဒေါသထွက်တဲ့လူတွေကတော့ဒေါသထွက်တယ်ကျမတို့လည်းကြကြချင်းမှာဒေါသထွက်ပေမဲ့နိုင်ငံရေးမှာလက်ွက်တွေကစားကွက်တွေရှိတာဖြစ်တဲ့အတွက်ကျမတို့မျှော်လင့်လာကဒီလိုလက်ွက်ကစားကွက်ဖြစ်ပါစေလို့ပဲမျှော်လင့်ပါတယ်အခုချိန်မှာတော့လာရှုပ်ကိုလုံးလုံးပြန်ပေးသေးတာမဟုတ်သေးပါဘူးဒါကျမတို့ဟိုမြေပြင်ကသတင်းတွေအရှားပေါ့ရှင်เนาะဆိုတော့ပြန်ပေးရသေးတာမဟုတ်ပါဘူးအဲ့တော့ကျမတို့ကကျမတို့လောက်ရမှာတခုပဲရှိတယ်။သူကသူဘလောက်ပဲဘယ်နိုင်ငံနဲ့ပဲဘလို့ပဲချိတ်ဆက်ပြီးတော့ဘာတွေပဲလူရအတွင်းနေအတွင်းနေဘာတွေပဲလှုပ်ဆောင်နေလှုပ်ဆောင်နေ နေမီကသာစကားပြောမှဖြစ်တယ်နောက်ဆုံးနေမီတွေကိုဘလောက်တင်ထားနိုင်တယ်ဘလောက်ထိထိန်ချုပ်ထားနိုင်တယ်ဆိုတာကသာစကားပြောမှဖြစ်တဲ့အတွက်ဒီနေမီတွေကိုအမြန်ဆုံးဒီ2025မှာတိမ့်ပိုက်နိုင်ဖို့ ਨੇ တိတိရောက်ရောက်ဟိုလုတ်ပြနိုင်ဖို့ဒါကျမတို့ကလိုအပ်နေရပေါ့နော်ဒါကြောင့်မလို့ပြည်သူတွေကိုเนาะဒီတော်လိုင်းကြီးမှာပါဝင်နေတဲ့ပြည်သူများကိုလည်းပန်ကြားချင်တာကဒီထက်ပုံပြီးတော့တော်လိုင်းကြီးကိုအားစိုက်ပေးကြပါကျမတို့မှာเนาะတင်ထားတဲ့နေမ